အသက်80ရွယ်သည့်ဆန်အေးထန်းကမြေမလေးကိုရှာကျွေးမဲ့အဖိုးဦးဖုံမြင့်ပရိသတ်များအလုံးမင်္ဂလာပါရှင့်။ဘောင်မစ်နောက်ကနေပြန်လေးကြိုဆိုလိုက်ပါရစေ။တားချစ်မြင်းနေဆိုတဲ့မြန်မာတွေရဲ့ရှေးစကပုံဟာအတိတ်ပဲလေအတော်လေးပြေဝပါရစေ။အဖိုးဖွားတွေရဲ့ချစ်ချင်းမြတ်တာတွေကိုလည်းအတိုင်းအဆမရှိအောင်ပေါ်လွင်စေတဲ့စကပုံဖြစ်ပါရစေ။ တားတက်ပို့ချရတဲ့မြေဖြစ်သူအတွက်ပြုစုဆောင်လျှောက်ပေးနေရတဲ့အဖိုးအဖွားတွေများစွာရှိတဲ့အထေကမှလမ်းမတော်စိတ်ကမ်းမှာကုန်ထမ်းပြီးတော့မြေဖြစ်သူကိုရှာကျွေးနေတဲ့အဖိုးဥဖုံးမြင့်ကတော့တိတ်ကိုတနာစရာကောင်းလာတာပဲဖြစ်ပါတယ်။လူရဲလို့ဖြစ်လာကလေးကလောကဒဏ်ရှစ်ပါးကိုရင်ဆိုင်ခဲ့ရပြီးတော့အခုအသက်80ကျော်တဲ့တင်မနာမနေရုန်းကန်နေရဆဲဖြစ်ပါတယ်။ မြန်မာပြည်မှာအခြေခံလူရန်စားတွေဟာအနည်းနာဆုံးနဲ့မတိကျတဲ့အနာဂတ်တွေကြားမှာကြုံဆုံရသလိုရုန်းကန်နေရတဲ့ဘဝတွေဖြစ်ပါတယ်။တားစင်မြေဆက်ဒီနုံနေကမထွက်နိုင်ကြတာဟာဘသူ့ကိုအပြစ်တရားမှမတင်လို့တဲ့အထိလမ်းပြောင်းနေကြတဲ့ဘဝတွေဖြစ်သလိုမွေးလာမီရဲ့ကံကိုပဲအပြစ်တင်လိုက်တာကဗုဒ္ဓဘာသာအယူအယဝစ်ကြွေးမလို့ဆက်ရတယ်လို့ပဲမှတ်ရင်လောကမှာလူဖြစ်လာပေမဲ့ငွေသိန်းကနန်းတောင်မမြင်ဘူးပဲ။လူဘဝကိုနှီးကုန်းချုပ်လိုက်ရတဲ့ဘဝတွေကဒုနဲ့ဒီမရင်မတွက်နိုင်အောင် များပြားလွန်းတာဖြစ်ပါတယ်အသက်80ဆိုတာသားနဲ့သမီးနဲ့အတူဘဝကို AACC ဖြတ်တန်းပြီးတော့နောက်ဆုံးထွက်သက်ငြိမ်းချမ်းစေဖို့အတွက်တရားဘဝနာပွားများရင်းနဲ့ငြိမ်ငြိမ်ချမ်းချမ်းနေရတော့မယ့်အချိန်ကိုရောက်နေရဖြစ်ပါတယ်။ဒါပေမဲ့အခုတွေ့ရှိခဲ့တဲ့ဥဖုံမြင့်ကတော့အသက်ကြီးတာတောင်လုံနိုင်တဲ့လောက်လုံရင်းနဲ့မြေးဖြစ်သူတို့ကကိုလီထန်းကရှာကျွေးနေရစေဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့စေကန်းကြီးတွေမှာကုလီလူလိုတဲ့အလုပ်တွေဟာသူ့အတွက်တော့ရွှေရင်းဖြစ်ခဲ့ပြီးတော့စံအိတ်တအိတ်ကိုငွေနေရာနဲ့ကြီးကြီးပြပြထမ်းပေးနေကြရပဲဖြစ်ပါတယ်။မူလာနန်းကလေးတယောက်ရဲ့အမုံဘိုးဟာငွေ9000နဲ့1000ကျောင်းရောက်နေတဲ့ခေတ်မှာအသက်80အရွယ်အဖိုးအိုတယောက်ရဲ့အစံတအိတ်ထန်းကားကချိုးချင်းတစ်လုံးစာမရှိတဲ့ငွေနေရာဖြစ်နေကြရပါဘူး။ ဒီအချိန်မှာပေးရတဲ့သူကိုပဲအပြစ်တင်ရမလားတက်လာတဲ့ကုန်စင်းတုံးကိုပဲအပြစ်ဖို့ရမလားမသိပါဘူး။ဒါပေမဲ့ငွေနေရာကိုအခါပေါင်းများစွာပေါင်းပြီးတော့ငွေတထောင်ရဖို့အတွက်တိတိလောက်ပညာလေးနဲ့တွက်ချက်နေရအဖိုးကတော့သူရဲ့တနေ့တာလှောက်အားကဟောင်းငွေတထောင်ဖြစ်တဲ့အထိအခေါင်90မထပ်နိုင်ကြောင်းပြောပြီးတော့ဝန်းနေနေကြရပဲဖြစ်ပါတယ်။ ဒီနေရာမှာစားတဲ့အိတ်ကုံငွေထောင်ကနေမပေးခြင်းတောင်းငွေ900လောက်တိတိုးပေးလိုက်ရင်စီးပွားရေးသမားတွေလည်းစီးပွားမပြတ်တလို့ငွေ300ပို့လာတဲ့အဖိုးအိုရဲ့လှူအားကားကလည်းထူပြီးတော့များမသွားပါဘူး။ဒါပေမဲ့တနေ့ဝမ်းစာတော့အနေငယ်ချောင်းလေသွားမှအမှန်ပါပဲ။ဒါအပြင်အဖိုးအိုကသူ့တူတဲ့အတွက်ရှာဖွေနေရမှာမဟုတ်ဘဲအသက်လေးနှစ်အရွယ်လူမမယ်ကလေးအတွက်လည်းရှာနေခဲ့ရဖြစ်ပါတယ်။ ဖခင်ဖြစ်သူကရတားလေးအရွယ်ကလေးကပြစ်သွားခဲ့ပြီးတော့မိခင်ဖြစ်သူရဲ့အဆောင်ရှောက်မှုတွေကိုမရခဲ့တဲ့မြေးလေးအတွက်တနေ့ကိုအခါ90အခေါက်90ရေနိုင်ဖို့အတွက်အားတင်းနေကြရဖြစ်ပါတယ်။ ဒီကလင်းငယ်လေးကိုဘွားကိုထိန်းကျောင်းနိုင်ဖို့အတွက်နောက်ထပ်10နှစ်လောက်ထိရုန်းကန်ပေးရမှာဖြစ်တဲ့အကြောင်းတပ်ပြင်းမောချကမရေရာတဲ့ရည်ရွယ်ချက်လေးတွေကိုအားခဲပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။တနေ့တဲ့တဲ့နေ့မြင့်တက်လာတဲ့အကုံစင်းနှုံးတွေကြားမှာစန်တဲ့အိတ်ကို200နဲ့ကုလီထမ်းပြီးတော့မြေဖြစ်တဲ့သူတွေနောက်ထပ်10နှစ်လောက်ရုန်းကန်ပေးရအောင်မယ်ဆိုရင်အသက်80ရွယ်ထိရောက်လာတော့မယ့်အဖိုးအိုဥဖုံးမင်းရဲ့ဘဝလန်ခီးကျန်းနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းခေါမမဝေးမြခဲ့ပါအောင်ရှင်။ ောက်ထပ်လက်ရှိဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့စပေါ်ရီရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်